င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကြီးမှာတတိကြီးကြီးအမျော်မြင်ကြီးစွာနဲ့ဆောင်ရွက်ဖို့တရုတ်သမ္မတရှီချင်းဖင်ကမင်းအောင်လိုင်းကိုတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းရုရှားဒီကနေ့ထွက်ခွာပြီးညပိုင်းနေပြီးတော့ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်မြန်မာနိုင်ငံကြီးမှာတတိကြီးကြီးအနာဂတ်အတွက်အမျော်မြင်ကြီးစွာနဲ့ဆောင်ရွက်ဖို့တရုတ်သမ္မတရှီချင်းဖင်ကမင်းအောင်လိုင်းကိုတိုက်တွန်းလိုက်ကြောင်းတရုတ်နိုင်ငံသားပြောရေးဆိုခွင့်ရှိသူကပြောပါတယ်မနေ့ကရုရှားနိုင်ငံမော်စကိုမှာအကြံဖတ်မင်းအောင်လိုင်းကတရုတ်သမ္မတရှီချင်းဖင်နဲ့တွေ့ဆုံခွင့်ရရှိ ှိခဲ့ပြီးအဲ့ဒီတွေ့ဆုံမှုမှာတရုတ်သမ္မတကမြန်မာနိုင်ငံ၏ဖြစ်စဉ်များမှာတတိကြီးစွာအနာဂတ်အတွက်အမျှော်မြင်ကြီးစွာနဲ့ဆောင်ရွက်ဖို့တိုက်တွန်းကြောင်းတရုတ်အနေနဲ့ငလင်ပေးကြောင်းပြိုကျပြက်စီးမှုတွေပြန်လည်တည်ဆောက်ရေးကူညီမှာဖြစ်ကြောင်းတရုတ်အနေနဲ့မြန်မာနိုင်ငံနဲ့တင့်တော်နဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုထောက်ပံ့ကူညီမှာဖြစ်ကြောင်းတရုတ်သမ္မတကပြောဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုလည်းထောက်ခံကြောင်းတရုတ်သမ္မတကဆိုပါတယ်။မင်းအောင်လိုင်ကရုရှားကိုတွားရောက်ခဲ့ခြင်းရဲ့အဓိကရည်ရွယ်ချက်မှာတရုတ်သမ္မတနဲ့တွေ့ဆုံနိုင်ဖို့ပါဝင်ခဲ့ပြီးရှီကျင်းပြင်တွေ့ဆုံခွင့်ရဖို့ရုရှားရဲ့ကူညီမှုရရှိခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်ကဒီကနေ့မှာရုရှားနိုင်ငံမော်စကိုမြို့မှာနေပြည်တော်ကိုပြန်လည်ထွက်ခွာလာမှာဖြစ်ပြီးမြန်မာစံတော်ချိန်ဒီကနေ့ညပိုင်းမှာနေပြည်တော်ကိုပြန်လည်ဆက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းပြည်သူများ င်အင်းကြီးချင်းကောင်းပီတာစွာနေထိုင်ရန်အဆင်သင့်ဖြစ်ကြောင်းနေဆက်ရှိထီခီစခန်းသိမ့်ပိုက်ပြီးနောက် KNU ထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကထိုင်းနယ်စပ်တဝဲထူးစီးပွားရေးဆောင်မှာရုရှားနည်းပညာဖြင့်130မဂါဝပ်အနုမြူစက်ရုံတည်ဆောက်မယ်လို့ဆိုပါတယ်။ခရင်မျိုးသားစည်းရုံး KNU နီးနဲ့အတိတ်နှစ်ပစ္စုပန်ကာလအတွင်းထိုင်းနိုင်ငံပြည်သူများနဲ့တဟဆာတာဖြစ်စွာနေထိုင်ခဲ့ကြသလိုနောက်နာကတ်မှာလည်းလေးစားမှုနဲ့ခင်မင်ရင်းနှီးမှုတို့နဲ့အင်းကြီးချင်းကောင်းပီတာစွာနေထိုင်ဖို့အသင့်ဖြစ်ကြောင်းဂတိကဝတ်ပြုတယ်လို့ KNU မြိတ်တော်ခရိုင်ကထုတ်ပြန်ပါတယ် င်မေလ9ရက်နေ့မှာမြန်မာတိုင်းနယ်စပ်ရှိ TK စစ်ကောင်စီတပ်စခန်းကိုတင်ပတ်ပြီးရနောက်အဲ့ဒီနေ့ရက်စွဲဖြင့် TK စီရင်အခြေအနေနဲ့ပတ်သက်ပြီးထိုင်းမြန်မာနယ်စပ်တရှောင်းနေတိုင်းနဲ့ထိုင်းပြည်သူများကိုအသိပေးပန်ကြားချက်ကိုထိုင်းမြန်မာအင်္ဂလိပ်သုံးဘာသာနဲ့ထုတ်ပြန်ခဲ့ပြီး KNU ဗဟိုသတင်းပြန်ကြားရေးကဒီကနေ့မှာဖော်ပြပါရယ်မိမိတို့ကထိုင်းနိုင်ငံကြီးနဲ့ဒါဝရငင်းချမ်းပြီးအတူတကွာပူးပေါင်းဆောင်ရွက်ကြတဲ့ဆက်ဆံရေးသဘောထားပေါ်မိမိတို့ရည်တည်ကြောင်းနဲ့ထိုင်းပြည်သူတွေထံမှနားလည်မှုကိုလည်းမိမိတို့အနေနဲ့မျှော်လင့်ကြောင်းထုတ်ပြန်အပ်ပါတယ်လို့ KNU မြိတ်တော်ဝယ်ခရိုင်ရဲ့ကြေညာချက်မှာဖော်ပြပါရယ်မေလာနေ့ရက်ကစပြီးတီကီစကန်ကိုစတင်ထိုးစစ်ဆင်ခဲ့တဲ့ KNU တပ်မဟာလီမဟာမိတ်ပူးပေါင်းတပ်ကတိုက်ပွဲရှိရကြမှာတီကီစကန်ကိုသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ် KNU ရဲ့မြိတ်တော်ဝယ်ခရိုင်နယ်မြေကိုမြန်မာစစ်တပ်က 1998ခုနှစ်မှာတင်ပိုက်ခဲ့ပြီးတဲ့နောက်စည်ရေးပဋိပက္ခတွေနဲ့ဒေသခံပြည်သူတွေရဲ့နေရွှေ့ပြောင်းရခြင်းများဖြစ်ပေါ်စေခဲ့ကြောင်း KNU တက်မဟာလီနီနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရှိဒေသခံပြည်သူများရဲ့လုံခြုံရေးကိုအာမခံကြရရှိစေဖို့မြိတ်တဝဲဒေသရှိ TK စစ်အခြေဆိုင်စခန်းကိုပြန်လည်ထိန်းချုပ်ခြင်းကမဖြစ်မနေလိုအပ်ကြောင်းယုံကြည်တယ်လို့ဖော်ပြပါရယ်ပြည်သူများရဲ့ကိုကံကြမှာကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုမှလွတ်မြောက်စေဖို့အတွက်စစ်ကောင်စီပေါ်စင်ရဲအရေးကိုဆောင်ရွက်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းလည်းကြီးညာချက်မှာပါ ရှိပါတယ်။ဒါအပြင်မြန်မာနဲ့တိုင်းပြည်သူများအတွက်လုံခြုံရေးအနေနဲ့ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေအတွက်အလွန်ဆိုးရင်ပူပန်ရတဲ့စစ်အာဏာရှင်အစိုးရရဲ့စီမံကိန်းတရင်ကိုလည်းအခုထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့မှာသတင်းမီဒီယာမှာတစင်းဖော်ပြခဲ့တဲ့မြန်မာစစ်တပ်အာဏာရှင်အစိုးရကရုရှားနည်းပညာနဲ့130မဂါဝပ်အနုမျိုးဓာတ်ပေးစက်ရုံတစ်ခုတိစောက်မဲ့တရင်ကြောင့်နှစ်နိုင်ငံပြည်သူများအတွက်စိုးရင်ရတယ်လို့လည်းတတိပေးပါတယ်။ လက်ရှိအနေအထားမှာတိစောက်နိုင်တဲ့နေရာနှစ်ခုကိုဖော်ပြထားပြီး၎င်းနေရာများမှာပဲခူးဒေသအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသရှိဒဝဲထူစီဝိုင်းစုံလုံးမှာဖြစ်ကြောင်းသိပေးပါရယ်။ KNU နဲ့အကြံဖတ်စစ်ကောင်စီကြားစင်ရေးတင်းမာမှုချင်းတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်နိုင်ခြင်းနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုလေးနက်စွာသုံးသပ်ခဲ့ပြီးတိုက်ခိုက် နိုင်ငံတွေကိုရှော့ချနိုင်မယ့်နည်းလမ်းများကိုအစွမ်းကုန်စီမံခဲ့ဆောင်တဲ့အတိအပြီးထုတ်ပြန်ပါတယ်။ချိန်ညာချက်ပါအကြောင်းရင်းများနဲ့ပတ်သက်ပြီးမေးမြန်းမှု KNU မြိတ်တော်ဝယ်ခရိုင်တွင်ရင်မှုဘဒုစောအေနာထံဆက်သွယ်ထားဆန်းဖြစ်ပါတယ်။ KNU ကတက်မဟာလီတက်မဟာခွနေနေမီအပါဝင်မြန်မာတိုင်းနေဆက်ရှိစစ်ကောင်စီတပ်စခန်းနေတခုပြီးတခုတိုက်ခိုက်သိမ်းပိုက်နေရှိနေလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ရုရှားနည်းပညာနယ်နျူကလ িয়ার ဓာတ်အဆက်ရုံစစ်တပ်ကတိစောက်ရန်ရှိနေမှုမြန်မာနဲ့ထိုင်းပြည်သူများရဲ့လုံခြုံရေးအနေနဲ့ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်နေလို့ KNU ထုတ် ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနည်းပညာဖြင့်အနုမျိုးတရားပိစက်ရုံစစ်ကောင်စီကတိစောက်မဲ့အခြေအနေကြောင်းမြန်မာနဲ့ထိုင်းပြည်သူများရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရင်ပူပန်ကြောင်း KNU ကမေလ9ရက်နေ့နေ့စွဲနဲ့ကြေညာချက်တရက်ထုတ်ပြန်ပါတယ်။မေလ9ရက်နေ့တနင်္သာရီတိုင်းတဝဲမျိုးနဲ့ ठी ခီဒေတာကို KNL ကပြန်လည်တင်ပိုက်ပြီးရနောက် ठी ခီစင်ရေးအခြေအနေနဲ့ပတ်သက်ပြီးထိုင်းမြန်မာနယ်စပ်တခြားနေထိုင်တဲ့ထိုင်းပြည်သူများကိုအတိပေးကြေညာချက်တရက်ကိုမြိတ်တဝဲခရိုင် KNU ကထုတ်ပြန်လိုက်တာဖြစ်ပါတ também, okay. မြန်မာစစ်တပ်က KNU ရဲ့မြိတ်တဝဲခရိုင်နယ်မြေကို1998ခုနှစ်မှာသိမ်းပိုက်ခဲ့ပြီးရနောက်စစ်ရေးပဋိပက္ခရီနဲ့ဒေသပြည်သူများရဲ့နေရပြောင်းရွှေ့မှုတွေဖြစ်ပေါ်ခဲ့ရကြောင်း KNU တပ်မဟာလီနီနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရှိဒေသခံပြည်သူတွေရဲ့လုံခြုံရေးကိုအာမခံချက်ရှိစေဖို့မြိတ်တဝဲဒေသရှိ TKC အခြေဆိုင်စခန်းကိုပြန်လည်ထိန်းချုပ်ခြင်းကမဖြစ်မနေလိုအပ်တယ်လို့ယုံကြည်ကြောင်း KNU ကကြေညာပါတယ်။ပြည်သူများရဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေမှာလွတ်မြောက်စေဖို့အတွက်စစ်ကောင်စီပေါ်စီရင်ရရှိယူဆောင် င်ရွက်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းစစ်အာဏာရှင်ကရုရှားနည်းပညာဖြင့်နျူကလ িয়ার တရားပိဆက်ရုံတည်ဆောက်ရန်ရှိနေမှုကြောင့်မြန်မာနဲ့ထိုင်းပြည်သူများရဲ့လုံခြုံရေးအန္တရာယ်ကင်းရှင်းနေနေထိုင်မှုအတွက်အလွန်ဆိုးရင်ပူပန်ကြောင်းလက်ရှိအနေအထားမှာနျူကလ িয়ার ဆက်ရုံတည်ဆောက်နိုင်တဲ့နေရာနှစ်ခုကိုဖော်ပြရမှာပဲခူးရိုင်းအလဲပိုင်းနဲ့ထိုင်းနိုင်ငံနဲ့ဆက်တနင်္သာရီတိုင်းတဝဲဒေသရှိတဝဲထူစီဝိုင်းစုံတို့မှဖြစ်ကြောင်း KNU ကဆိုပါတယ် KNU အနေနဲ့အတိုင်းနဲ့ပြစ်ဆုံးပံကာလအတွင်းထိုင်းပြည်သူများနဲ့တဟဆာတာဖြစ်စွာနေထိုင်ခဲ့ကြသလိုနောင်နာကမှလည်းလေးစ ားမှုနဲ့ခင်မင်းရင်းနှီးမှုတို့ဖြင့်အိမ်နီးချင်းကောင်းပြည်သားစွာနေထိုင်ဖို့အသင့်ဖြစ်ကြောင်းထိုင်းနိုင်ငံနဲ့ထာဝရငြိမ်းချမ်းပြီးအတူတူကပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်မိမိတို့ရည်တည်ကြောင်းထိုင်းပြည်သူများထံမှနားလည်မှုကိုလည်းမျှော်လင့်ကြောင်း KNU ကကြေညာထားတယ်လို့သိရပါတယ်ဆလပီ ကော့ဂရိတ်မှာအကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်လှိုင်ခွင်ကျင်းရွာမှာဆရာတော်ဗန္ဒနာဦးသူဇာတာပြန်လည်တော်မူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်လှိုင်ခွင်ကျင်းရွာမှာဆရာတော်ဗန္ဒနာဦးသူဇာတာပြန်လည်တော်မူသွားကြောင်းလှိုင်ခွင်ကျင်းရွာသားတွေကသတင်းဌာနကိုပြောဆိုပါရယ်။မနေ့ကမေလ9ရက်နေ့မနက်ပိုင်းကော့ဂရိတ်မြို့နယ်တောင်ကြားအင်းကျင်းရွာအုပ်စုလှိုင်ခွင်ကျင်းရွာတွင်ကိုစစ်တပ်ကတနက်တွင်နဲ့ပြစ်ခတ်ခဲ့ရမှာလှိုင်ခွင်ကျင်းရွာကျောင်းတိုင်းကျောင်းတိုင်းဆရာတော်ဗန္ဒနာဦးသူဇာတာကတနက်တန်ရန်ရရှိခဲ့ကြောင်း င်းစိမ်းရုံတင်ဖို့လှုပ်ဆောင်ရေးစင်မှာရရှိတဲ့တနက်တန်ရာရီနဲ့ပြန်လည်တော်မူခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးကနေရောညရောကိုးတိုင်ဘက်မှရှိတဲ့စားကားစရိကပြင်နေတာမနေ့ကမနေ့ကတော့လက်တုံချောင်းဖွဲ KNU ဖွဲ့ရရှိနေရဆိုတဲ့အထင်နဲ့စစ်တပ်ကလှိုင်ခွေကျင်းရွာတွင်ကိုတနက်နဲ့ပြစ်တင်အဲ့လိုစစ်တပ်ကပြစ်တာကြောင့်ကျောင်းလူဝိုင်းထဲမှာနေနေဆရာတော်ကိုထိသွားတယ်။ရွာကလူမှုကင်စင်ကခေါ်ပြီးတော့ကော့ဂရိတ်စီယုံကိုတင်ဖို့လုပ်နေတော့မှဆရာတော်ကအသက်မရှိတော့ဘူးလို့လှိုင်ခွေရသွားတောက်ကပြောပါတယ်။စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူသွားတဲ့လှိုင်ခွေကျောင်းတိုက် င်စီကတော့ပြန်လည်တော်မူတဲ့စာပနာခန္ဓာကျင်းပါပေါ်လိုင်ကင်ကြီးရမှာလက်ရှိအခြေအနေအရတိုက်ပွဲဖြစ်ပွားနေတဲ့အိန္ဒိယတွင်ရှိနေတဲ့အတွက်စာပနာကိုအချင်းချင်းပြုလုပ်ဖို့ကော့ဂရိမြို့နယ်တန်ကမဟာနာယကမြို့မကျောင်းတိုက်စီကတော့တောင်ပေါ်ကျောင်းတိုက်စီကတော့ထန်ရှောက်ထားအကြောင်းကြားထားကြောင်းသိရပါတယ်။ ်စစ်တပ်ကကွန်ကရစ်ကြုံတို့တောင်ကြားဒေသတွေကိုအခုနှစ်မတ်လမှမေလအတွင်းလက်နက်ကြီးဒရုန်းတွေကြောင့်ပုံကျဲမှုတွေလုံဆောင်ခဲ့ရရဟန်းတန်ကာရောများအပါအဝင်အရက်သား20ကျော်တေဆုံပြီးဖြီသူ30ခန်းတန်ရာရရှိကြောင်းသိရပါတယ်အခုရက်ပိုင်းတွင် KNL မဟာမိတ်တပ်များက9ရိုင်းတံတားကျူသုံးတပ်တိုက်နေရာတွေမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်တွေကိုတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများဇတိုက်ဖြစ်ပွားနေပြီးဒရုန်းလက်နက်ကြီးလေယာဉ်များနဲ့ပုံကျဲမှုများဆက်လက်လုံဆောင်နေရရှိကြောင်းသိရပါတယ်